chapter 195မှာတော့တပတ်ဥပအတင်းရဲ့တံမြန်တိုက်ရှိကတဖြည်းဖြည်းနဲ့ဂူပေါင်နာကိုရရှိလို့လာခဲ့ပါပြီ။တော်ရင်သားလေးဟာကန်သွင်းမဲ့သူကိုရှာနေရင်စန်ဒိုဘောလုံးပေးပို့လိုက်တဲ့ကန်သွင်းမဲ့လူကတော့ဘာရိုဝဲဖြစ်ပါတယ်။ဘာရိုကိုထိမ့်ဖို့အတွက်ယူကီမီယာရရှိလာခဲ့ပြီးတော့တော်ရင်သားလေးကလည်းယူကီမီယာကိုစောင့်ကြည့်ပေးနေပါတယ်။ဘယ်လောက်ထိစီးအောင်လိုက်လဲတော့မသိပါဘူး။ဘာရိုကထူးထူးခြားခြားလူပေးနေပြီးဘောလုံးလက်ခံရရှိတဲ့သူကနီကိုကနေစန်ဒိုအဖြစ်ကိုပြောင်းလဲသွားပါတယ်။တကွေးလုံးရဲ့အနေထားရှုပ်ထွေးနေခဲ့ပြီးတော့ တော်ရင်သားလေးကဘရုစီမှာဘောလုံးရှိလို့ရှိမှန်းတော့မမြင်ရဖြစ်နေခဲ့ပြီးတော့အဲ့ဒီအချိန်မှာပဲဘာရုရဲ့ဝိုက်ကန်ချက်ကဂါဂါမာရုရဲ့ဘေးကနေဖြတ်တန်းတော့ရတယ်ဘောလုံးဆိုတာအလုပ်ဟုတ်လားဘလို့တော့ပြင်းစရာကောင်းတဲ့အတွေးခေါ်လေအဲ့လိုဘောလုံးမျိုးငါကတော့ကစားမှမဟုတ်ဘူးဆိုပြီးတော့စနက်ဖီရဲ့အတွေးခေါ်ကိုလက်မခံနိုင်တဲ့ဘာရုကတယောက်ထဲထွက်လာခဲ့ပါတယ်စနက်ဖီကတော့ဘာရုရဲ့အပြုအမူတွေကိုစိတ်ဝင်စားစရာကောင်းတယ်လို့တွေးလိုက်ပြီးတယောက်တည်း train နေစင်းနေတဲ့အချိန်မှာစကားလာပြောခဲ့ပါရယ်စနက်ဖီကဘာရူရဲ့ကံကြက်ကိုချီချူးလိုက်ပြီ ခနာကွန်ကြက်ခိုင်မှုကလည်းအပြစ်ပြောစရာမရှိပါဘူးဘာရုရဲ့စွမ်းရည်နဲ့သူ့ရဲ့အချက်အလက်တွေကိုတုံတက်ကြည့်တဲ့အခါမှာတော့အတင်းရဲ့အတန်မာဆုံးတက်စစ်မှုအနေနဲ့တင်းတော်ကြောင့်စနက်ဖီကပြောပြီးသူ့ရဲ့အသွင်းခေါ်ဟာပြည်စရာကောင်းနေရင်တော့အတူဆော့ပေးဖို့စနက်ဖီကပြောပါရယ်မင်းကိုမင်းမာစတာတယောက်လို့ခေါ်နိုင်သေးတယ်နော်ဒါဆိုရင်အဲ့ဒါညင်းတာလားဘာရုကလည်းတိတ်မှန်ကြောင်ပြောလိုက်ပြီးဘောလုံးဆိုတာသူ့အတွက်တော့အလုံးမဟုတ်ပဲဘရင်ဖြစ်လာဖို့အတွက်ကြီးရတာပဲဖြစ်ပါရယ်ကဘာကြီးကိုလည်းသူ့နီးသူဟန်နဲ့တိတ်ပိုက်မှဖြစ်လို့သူ့ကိုအတုံးချခြင်းနဲ့ဆိုရင်သူ့အကြောင်းအရင် တေချာစုံစမ်းလိုက်အောင်လို့ဘာရိုကပြောတဲ့အခါမှာစနက်ဖီကမင်းကအကောင်းဆုံးပဲဆိုပြီးတော့ဘာရိုကိုချီးကျူးလိုက်ပါတယ်ပြီးတော့ဘာရိုကိုဘောလုံးနဲ့လိန်ခေါက်ပြီးပါရမီရှင်ဖြည့်ရတာကသူ့ကိုအခြားသူတွေထက်ပိုကောင်းတယ်လို့ထင်စေတယ်မလားလို့မေးလိုက်ပြီးဘောလုံးမကန့်ငယ်တော့အောင်ဆိုရင်တာမန်လူတစ်ယောက်ပဲဖြစ်ပြီးတော့အဲ့ဒီအကြောင်းတွေကိုကွဲကွဲပြားပြားမသိဘူးဆိုရင်အပြော်တန်းအဆင့်တတာပဲဆိုပြီးတော့စနက်ဖီကဘာရိုကိုစွဲလိုက်ပါတယ်ဘာရိုကလည်းတင်းတော်ပြီးတော့ဘောလုံးလူ့ဖို့ကြိုးစားပေးမယ်စနက်ဖီကိုမရှင်းနိုင်ဖြစ်နေခဲ့ပါတယ်နောက်ဆုံးတော့မင်းကပါရမီမရှိတဲ့သူတွေကိုနှိတ်ချဆက်ဆက်ပြီးတော့အဲ့ဒီပါရမီကိုလက်ဆောင်ပေးခဲ့တယ် မိမိဘတွေကိုကျေးဇူးမတင်တတ်တယ်ဟုဆိုရင်မင်းကပရိုတယောက်မဟုတ်သေးဘူး။ဘာလားဟာဖေနဲ့အမေကိုကျေးဇူးမတင်ကမ္ဘာအကောင်ဆုံးဖြစ်မလာနိုင်ဘူးပေါ့။အဲ့ဒါဆိုရင်လေကျေးဇူးမတင်ပဲကမ္ဘာပေါ်မှာကျေးဇူးမတိတတ်ဆုံးကမ္ဘာအကောင်ဆုံးတိုက်စစ်မှုဖြစ်လာရမယ်လို့ဘာလို့ကပြောလိုက်ပါတယ်။စနက်ဖီကသူ့မှာလေပါရမီကိုပုံအောင်ခဲ့တဲ့အချိန်တွေရှိခဲ့ပြီးသူ့ရဲ့အခြေဆုံးတငယ်ချင်းနဲ့လုံနိုင်တယ်မြအားလုံးအောင်လုပ်ခဲ့ကြပြီးဘောလုံးကြောင့်ဂုံးနေငွေကြီးတွေရရှိခဲ့ပြီးတော့နှစ်ယောက်လုံးကကိုကိုကိုဘီရင်လို့ခံယူခဲ့ကြပါရယ် ဒါပေမဲ့အားလုံးကတနေ့မှလွေးချော်ခဲ့ပြီးမလေးချင်းတဲ့အတွက်ကြောင့် performance နေတဖြည်းဖြည်းကျလာပြီးအတင်းဖိအားပေးလေ့ကျင့်ခဲ့တဲ့အတွက်ဒဏ်ရာတွေလည်းရရှိခဲ့ပါတယ် starting line up ကနေပါပယ်ချခြင်းခံခဲ့ရပြီးလူသားတွေဆိုတာအချိန်မီပြောင်းလဲနိုင်တယ်လို့ snaffy ကပြောပြနေပါတယ် snaffy ရဲ့အရင်မပါတဲ့ဇာလန်တွေဟာသူနဲ့ဗာဆိုင်လို့လဲလို့ဘာလို့ကပြောတဲ့အခါမှာတော့နောက်ပိုင်းမှာသူ့ရဲ့အခြေဆုံးတငယ်ချင်းဟာစိတ်လွတ်သွားခဲ့ပြီးအဆုံးစီရင်သွားခဲ့တယ်လို့ snaffy ကပြောပြပါတယ်နောက်ပြီးတော့ဘာလို့ကို မင်းကပါရမီရှင်အဖြစ်ကရက်တန်သွားခဲ့မယ်ဆိုရင်ကိုကိုကိုဆက်ပြီးတော့နှစ်သက်ပါအောင်မလားတဲလန့်ရှိရှိမရှိရှိဘလုံးမကန်ခင်တော့တော့တာမန်လူတယောက်ပဲဆိုတဲ့အချက်ကိုမှတ်ထားခိုင်းပြီးအလောက်တူတူလောက်ကြမယ်ဥပါအတင်းရင်ဘရင်တပါဖြစ်လာခြင်းလားလို့စနဖီကမေးလိုက်ပါတယ်ဘာလို့ရဲ့စိတ်ဓာတ်နဲ့စွမ်းရည်တွေကဘလူးလော့အဲထဲမှတင်မဟုတ်ပဲနီယိုအီဂိုစ်လီတစ်ခုလုံးမှာပါထိတ်တန်းတိုက်စစ်မှုတယောက်အနေနဲ့တင်းတော်ပြီးဥပါအတင်းရင်ဘရင်တပါဖြစ်လာဖို့ စနဖီယကမ်းလန်းနေပါတယ်ဘာလို့ကတော့ရင်ရင်ကြီးကြီးလေးပဲညင်လိုက်ပြီးသူ့ရဲ့အဆုံးစီရင်သွားတဲ့ခြေဆုံးတငယ်ချင်းနဲ့မတူပဲသူကသူပဲဖြစ်တာမလို့ပြီးမှရမယ်တရဖူးမျိုးမလို့အကြောင်းပြောပြီးတော့စနဖီလိုအနာဂတ်ကိုကြောက်ရွံ့နေတယ်လူကြီးတယောက်ဖြစ်မလာခြင်းလို့ပြောပြီးအပြင်ုံထွက်လာခဲ့ပါတယ်အထဲမှာပြောနေကြတာကိုအားလုံးကနားထောင်နေခဲ့ကြပြီးအလဲတကူပလင်ရနေတာကိုလက်မခံတဲ့ဘာရိုကိုတကယ်ကောင်းမဲလို့တွေးနေကြပါတယ်ဘာရိုကတော့စနဖီရဲ့အကွက်ထဲမှာကြာမသွားဘူးနဲ့ဘာရိုကသူ့ရဲ့ပါရမီကိုသူ့အတွက်ပဲအသုံးချသွားမယ်လို့ပြောပါတယ် အကျော်လျှော့ကန်းထဲမှာတယောက်ထဲအေးအေးစီစီအကျော်လျှော့နေတဲ့အချိန်မှာတစုံတစ်ယောက်က ရောက်လာခဲ့ပါတယ်အဲ့ဒီလူကတော့ Don Lorenzo ပဲဖြစ်ပါတယ် Snaffy ကဘာလို့ကိုဘလောက်မျက်စိကျနေကြအောင်လာပြောပြီး Lorenzo ရလုံနေတဲ့အရာတွေကဘာလို့အတော်လေးစိတ်ရှုပ်စေပါတယ်ပေါပေါဆိုအမိုက်တွေမရှုပ်စင်းနဲ့လို့ပြောပြီး Screen ကိုလည်းတောပုံစံပြန်ပြောင်းဖို့ပြောနေပါတယ် Lorenzo ကဘာလို့ရအတွင်းတိုင်းမှာအောင်ပွဲကိုယူဆောင်တတ်တဲ့ Snaffy ရဲ့အကြောင်းပြောပြနေပြီးဆုံးသွားတဲ့တငယ်ချင်းရဲ့အိမ်မက်ဖြစ်တဲ့ထိတ်တန့်ဥရောပဖလားငါးလုံးကို ဘလုံးဆက်ကစားနေတာဖြစ်ကြောင်းပြောပြပါရယ်ဥပအသင်းနဲ့သူအီတလီလီမှာအနိုင်ရပြီဆိုတာနဲ့ကစားသမားဘောကနေအနားယူပြီးနီးပြအနေနဲ့သာဆက်နေတော့မှဖြစ်လို့သူ့ရဲ့နေရာကိုဆက်ခတ်မဲ့တိုက်စစ်မှုတယောက်ကိုရှာနေခဲ့တာဖြစ်ပါရယ်ဘာလို့ကတော့လိုရန်ဆိုပြောတာတွေကိုဂီယူမဆိုင်ပဲသူ့ကြောင့်ဖြစ်နေတဲ့အမိုက်တွေကိုရှင်းခိုင်းနေပါရယ်လိုရန်ဆိုကသူ့ရဲ့ရွှေသွားတွေကိုကြွားနေခဲ့ပြီးဘာလို့ကတော့ဒီလိုပေါ်ချောင်ချောင်ကောင်းဝေးဝေးရနေခိုင်းနေပါရယ်လိုရန်ဆိုကသူ့မှာစိုးရတဲ့အတိတ်ရှိခဲ့ပြီးငယ်ငယ်ကလေးကမိဘတွေကစွန့်ပစ်သွားတဲ့အတွက်ကြောင့်အမိုက်တတဘောရမှာပဲနေခဲ့ရပါရယ် ။တနေ့တီးတော့မလို့ဖြစ်နေခဲ့တဲ့နေ့မှာမင်းငါနဲ့အတူဘောလုံးကပ်မလား။ No. ပတ်စံပြီး။ပြီးမှာပေါ့။မင်းဘလောက်လိုချင်လဲ။ငါတို့တူတူအလုပ်လုပ်ကြမယ်။တေးအန်ဆဲဆဲဖြစ်နေခဲ့တဲ့လိုရန်โซကိုစနက်ဖီးယားသူနဲ့အတူတူဘောလုံးကစားဖို့ခေါ်ခဲ့ပါရယ်။အစကတော့လိုရန်โซကဒီဘက်ဘာလားဆိုပြီးယူစီယာတောင်းဆိုမှုတစ်ခုကိုပြုလုပ်ခဲ့ပါရယ်။အခုချက်ချင်းပတ်စံပြီးဒီတန်မိုးမရှိတဲ့သွားတွေကိုရွှေဖြစ်ပြောင်းမေးဆိုပြီးတော့ပြောတဲ့အခါမှာစနက်ဖီးယားဘာလုပ်ခဲ့လဲဆိုရင်တော့နေရင်တုံးချက်ပြေးထုတ်လိုက်ပါရယ်။စတာပါ။ ဆရာဝန်စီကိုဒရွတ်တိုက်ဆွဲခေါ်သွားခဲ့ပြီးပါဇက်တစ်ခုလုံးရွှေသွားတဲ့အဖြစ်စင်မေးခဲ့ပါတယ်လူရန်ဆိုရဲ့အိမ်မက်တီကိုတခဏလေးမှပဲဖြည့်ဆည်းပေးလိုက်ပြီးလမ်းမေကလူတယောက်ကိုဒီလိုလှုပ်ပေးတာယူချင်းစရာကောင်းပါတယ်ဘာလို့ကလူရန်ဆိုရဲ့လူရင်းကိုပြောခိုင်းတဲ့အခါမှာတော့လူရန်ဆိုကအမိုက်ဖြစ်နေခဲ့တော့စနက်ဖီလိုလူမျိုးကဘယ်တော့မှစွန့်ပစ်သွားမှာမဟုတ်တဲ့အတွက်ကြောင့်နဲ့စနက်ဖီလိုယူနေတဲ့ဘဲကြီးကဘာလို့ကိုလဲတောက်ပတဲ့အနာဂတ်တစ်ခုဖန်တီးပြီးမှဖြစ်ကြောင်းပြောပြပါရယ်လေ့ကျင့်ချင်းရောက်ပြီမလို့နှစ်ယောက်လုံးစနက်ဖီကလာခေါ်ခဲ့ပြီး ဒီဒီချိန်မှာဘာလို့ကစနက်ဖီနဲ့အတူအလုတ်တွဲလို့မယ်ဆိုပေမဲ့စနက်ဖီရဲ့စက္ကန့်တူတယောက်အနေနဲ့မဟုတ်ပဲသူ့ကိုကြော်တက်နိုင်မယ်ကစားသမားတယောက်ကဘာကြီးရဲ့ဘရင်တယောက်အနေနဲ့ဒါလုတ်လို့မယ်လို့ဘာလို့ကပြောလိုက်ပါတယ်စနက်ဖီကလည်းလက်ခံလိုက်ပြီးအခုချိန်ကစပြီးတော့ဥပါတရင်လုံးကဘာလို့ကိုသိနိုင်ဖို့ခြေလက်တွေဖြစ်လာကြမှာဖြစ်ပြီးဘာလို့ရဲ့28မီတာဝိုက်ကန်ချက်ကသူ့ရဲ့လှရှားပုံနေအောင်မြင်နိုင်မယ်ဆိုရင်ထိတ်တန်းကိုသမားတွေဟာအသာအယဖမ်းနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့ကန်ရှင်တဲ့အချိန်မှာမကန်မဲကိုကိုကိုတိုင်းရဲတကောင်လုံးမှတ်ယူပြီး တားကောင်ရဲ့စိတ်ရင်းရဲတဲ့အချိန်ကိုစောင့်ကြည့်နေရပါမယ်စိတ်ရင်းရဲတော့တဲ့အချိန်မှအမောင်တို့ရဲရနေအတင်းရဲ့လှုပ်ဆောင်မှုအားလုံးကိုအဆုံးသတ်မယ်ကိုပြဝက်ကန်ချက်ကိုကန်သွင်းမှာပဲဖြစ်ပါတယ်ဒါတော့နီးစနစ်အတင်းနဲ့တဖန်ပြန်လဲမွေးဖားလာတယ်ဘင်းအစ်စ်ဘာရူပဲဖြစ်ပါတယ်တော်တယ်ငါ့စီမှာခါစားကြဥပါစ်ဘာရူရဲ့ကန်ချက်အစ်စ်ကတဖက်ကိုသမားတော်မတုံ့ပြန်နိုင်လိုက်ပဲဘာရူကပြန်လဲခြေပောက်ကိုရပ်ယူပေးနိုင်ခဲ့ပါတယ်အီစာဂီကလည်းမင်းလုံးနေတာဒါအကုန်မဲလားလို့လှောင်နေပြီးဘာရူရဲ့ကန်ချက်ကိုတားဖို့နီးလန်းရှာမရဖြစ်နေခဲ့ပါတယ် ဘောလုံးရရနဲ့တမ်းပြီးတော့လူခံရမယ်ခံစစ်ဘောလုံးရရဆိုတာနဲ့ယုတ်တရတိုက်စစ်စင်နဲ့တံပြန်တိုက်စစ်သူတို့ရဲ့ကစားပုံတွေကအီစာဂီဖတ်ဖို့အတွက်အရန်အောင်မျက်စံလုံးနေပြီးဒီလိုတိကျတဲ့ပူပေါင်းမှုမျိုးကမလေးကျင်မဲကြော်ဖြတ်ဖို့မဖြစ်နိုင်ပါဘူးခံစစ်ဖြစ်ဖြစ်တိုက်စစ်ဖြစ်ဖြစ်တရင်လုံးကအကန့်အသတ်မရှိတဲ့လှုပ်ဆောင်မှုတွေကိုလှုပ်ဆောင်နိုင်တဲ့ဥပါအသင်းရဲ့ကွန်အားပဲဖြစ်ပါတယ်အဲ့လိုဆိုရင်တော့မှဘာလို့ရဲ့ကံချက်ကိုရှင်းပြဖို့အတွက်မလုံလောက်သေးပဲဂါဂါမာရုကခြေတလန်းတော့မလွတ်နိုင်ခဲ့တဲ့အတွက်ကံမဲ့အချင်းကိုကြောင်နေခဲ့ရလား ဲ့ဒါဆိုရင်ဘာလို့อ่ะသူကန်ကျင်တဲ့အချိန်မှာမကန်မဲဂါဂါမာရုမတုံ့ပြန်နိုင်တဲ့အချိန်မှာကန်ဖို့အတွက်သူ့ကိုအမြဲတမ်းစောင့်ကြည့်နေခဲ့ပြီးသူ့ရဲ့မျက်လုံးတွေကိုသုံးဖို့အတွက်နီလန်အစ်တစ်ကိုတွေ့ရှိသွားခဲ့တာဖြစ်တော့ပြီးဘာလို့ရဲ့အပြင်းနဲ့ကန်ချက်တွေအရကိုသမားကိုတုံ့ပြန်ဖို့အခွင့်အရေးမပေးဘူးဆိုရင်ကိုရဖို့အခွင့်အရေးအတော်လေးမြင့်တာဖြစ်တဲ့အတွက်သူကစားနေတဲ့အချိန်မှာကိုသမားကိုအချိန်ပြည့်စောင့်ကြည့်နေပြီး တောက်ကောင်ရဲ့အားနည်းချက်ကိုပြမဲ့အချိန်ကိုစောင့်နေခဲ့တာဖြစ်ပါတယ်။တပတ်အတင်းဂိုးသမားကိုကြောင်သွားစီတဲ့ဘာရိုရဲ့အပိုင်းစားအစ်စ်တိုက်ခဲရမယ့်အချိန်ကိုအမြဲတမ်းစောင့်ကြည့်နေတဲ့တာရဲမျက်လုံးပဲဖြစ်ပါတယ်။အဲ့ဒီမျက်လုံးတွေဟာမက်တာဗီရှင်နဲ့အတော်လေးကြွေးပြားတယ်ဆိုတော့အီစာကြီးကတွေးမိနေပါတယ်။တပတ်မှာဂျာမန်ဂီလီကတော့သူဘာမှမလုပ်နိုင်ခဲ့တဲ့အတွက်စိတ်တုန်နေပြီးခိုင်စာကတော့လူရန်ဆိုကသာတားနိုင်ရင်ရတာမလို့စိတ်မပူနဲ့လို့ပြောပါရယ်တဖက်မှာငမမသားကဥပအသိရင်တိုက်ချစ်ပုံစံဘယ်နှခုရှိလောက်လဲလို့အီစာကီကိုမင်းနေခဲ့ပြီးအီစာကီကတော့သူမသိကြောင်းနဲ့ သူတို့သာဘာမှမလုပ်နိုင်ဘူးဆိုရင်ဥပါတဲ့တင်းလုံးကသူတို့ဝမ်းမြူသွားမှာဖြစ်ကြောင်းပြောပါရယ်ဒါပေမဲ့အီစာကီမြင်ခဲ့ရင်တော့သူတို့တင်းလုံးအကင်ခံရမှာဖြစ်ပြီးတော့ဘာချစ်ပြောခဲ့တယ်ဒီပွဲကိုနိုင်ချင်းတယောက်ချင်းအရင်နိုင်အောင်လုပ်ဆိုတဲ့စကားကိုမမေ့ဖို့အီစာကီကပြောလိုက်ပါရယ်ပွဲရလဲတဖန်ပြန်လဲစတင်ခဲ့ပြီးခိုင်စာကိုရဖို့အတွက်ကွင်းလယ်မှာအပိုင်းသုံးပိုင်းခွဲခြားနိုင်ပြီးပြဿနာရဲ့အစတတိယအပိုင်းမှာဖြစ်လေရှိတဲ့အတွက်ကြောင့်ခိုင်စာအတွက်ဂိုးတင်ဖို့အပြစ်နိုင်ဆုံးအပိုင်းကိုနတ်စကကူညီပြီးခိုင်စာကိုရဖို့အတွက်အစောင်းကုန်လှုပ်သွားမှဖြစ်ပါရယ် လူရန်ဇိုနဲ့ထိတိုက်တွေ့ခဲ့တဲ့ဆိုပေမဲ့တယောက်ချင်းမဟုတ်ပဲနှစ်ယောက်တယောက်ဖြစ်နေတဲ့အတွက်ကြောင့် NAS ကဖနောက်နဲ့မြောက်နေပေးတဲ့လူပင်းနီးနဲ့လူရန်ဇိုကိုကြော်ပြဲဖို့လှုပ်ပါတယ်ဆရာသမား NAS ကသူ့ကိုယ်သူခိုင်စာရဲ့အဓိကထင်နေတော့သူတို့ရဲ့လူပေးလိုက်တဲ့ပုံစံက RU ရဲ့လေထဲကနေခေါင်းတိုက်ဖြတ်ထုတ်တာခံလိုက်ရပြီးဥပါအသင်းမှာလီဘော်လီယောက်တိုက်စစ်တွေအတွက်ဖြည့်ရှင်းနေတယ်အများကြီးရှိပါတယ်အကုန်လုံးကိုကြိုတင်စီစဉ်ထားပြီးလေ့ကျင့်ထားသလိုဖြစ်နေပြီးတော့ပြန်ကန်ထွက်လာတဲ့ဘောလုံးကလူရန်ဇိုသာရရှိသွားမယ်ဆိုရင်တံမြန်တိုက်စစ်အစင်ခံရမှာပါ လူရန်ဆိုစီရောက်ခဏီဆဲဆဲမှာပဲအီစာကြီးကဖြတ်လူသွားပါတယ်တယောက်ချင်းကစားကွက်တွေကိုအီစာကြီးကမြင်နိုင်ခဲ့ပြီးလှုပ်လဲလှုပ်နိုင်ခဲ့ပါတယ်နက်စီရဲ့ခန္ဓာကိုယ်နဲ့ကာရာတွေအာရီရဲ့ခေါင်းနှိုက်ဖြတ်ထုတ်တာတွေအားလုံးအီစာကြီးကခံမှန်းခဲ့ပြီးအတင်းလိုက်လှုပ်ဆောင်တဲ့နေရာမှာဥပါအတင်းကိုမရှင်းနိုင်ဘူးဆိုပေမဲ့တယောက်ချင်းရှင်းတာနဲ့ကစားပွဲရဲ့နေရာလုတ်ကိုရှာတဲ့အခါမှာတော့အီစာကြီးရဲ့မယ်တာပရှင်ကပိုးပြီးတော့တာပါတယ်အီစာကြီးရဲ့အသွေးမဆုံးခင်မှာပဲနီကိုဖြတ်လူတာခံလိုက်ရပြီးဘောလုံးကစီးပင်းကိုကျသွားခဲ့တဲ့အတွက်ဘတ်စတာမန်ချင်းအတင်းကလက်ပြဘောရရှိမှာဖြစ်ပါတယ် ဟာကြီးပဲဒီကောင်ဘလူးလို့ခံမနိုင်တာလေဒါဥပသတင်းလုံးတော့မှမခံမနိုင်တဲ့အရာလေဒီကောင်ကဘလူးတားနိုင်လိုက်တာလေအီစာကီခင်ဗျားမရမ်းအံ့ဖို့ကောင်းတဲ့မျက်လုံးတွေနဲ့အုံနောက်ရှိတာပဲပြီးတော့ကျွန်တော်ရဲ့မျက်လုံးတွေကလေခင်ဗျားနဲ့အတူတူပဲနေပေါင်းနီကိုမာလေမေတော်ဗီရှင်ရှိတာလားဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဗီဒီယိုကိုကြိုက်နေတက်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကိုလက်ကန် subscribe လုပ်ခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ်အားပေးကြတဲ့သူတူတူတယောက်ချီးကျူးတန်းကို ျေးဇူးအထူးပဲတင်ရှိပါရစေ။နောက်အပိုင်းတွေမှာပြန်တွေ့ကြတာပေါ့။